မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ရဲ့ channel ကနေပရိသတ်အမျိုးသမီးများအထက်အထူးရေးကြီးခဲ့ချမ်းမရေးဘိုးသူတက်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါကတော့အမျိုးသမီးများသွေးဆုံချေ menopause အကြောင်းပဲဖြစ်ပါတယ်။ဘယ်အသက်အရွယ်မှာသွေးဆုံတက်လဲဘယ်လိုလက္ခဏာတွေပြတတ်လဲအထူးသဖြင့်ငွေကုန်တက်တာပြီးတဘာဝအတိုင်းဘယ်လိုထိန်းသိမ်းလဲဆိုတာကိုအသေးစိတ်တင်ပြပေးသွားမှာပါ။သွေးဆုံသည့်အသက်အရွယ်အပိုင်းခြားအမျိုးသမီးအများစုဟာပြင်းပြအားဖြင့်55နှစ်မှ95နှစ်ကြားမှာသွေးဆုံလေ့ရှိပါတယ်။ကမ္ဘာပြင်းပြအားဖြင့်တော့52နှစ်ဝန်းကျင်မှာအထက်များပါတယ်။ တချို့အမျိုးသမီးတွေမှာတော့အသက်40မြတ်မတိုင်ခင်စောပြီးသွေးဆုံတာမျိုးလည်းရှိနိုင်ပါတယ်သွေးဆုံနေဆိုတာကယာတီသွေးလုံးဝမပေါ်ဘဲစက်တိုက်12လပြည့်သွားတာကိုဆိုလိုပါတယ်သွေးဆုံခါနီးချစ်ပေါ်ရတော့လက္ခဏာများသွေးဆုံခါနီးကာလ perimenopause မှာအမျိုးသမီးတွေဂျုံတွေးရလိရှိလေအဓိကလက္ခဏာတွေကတော့ယာတီဆက်ဝင်းမမှန်တော့ခြင်းယာတီသွေးအနည်းအများပြောင်းလဲခြင်းရုတ်တရက်ကိုပူပြီးချွေးထွက်ခြင်း hot flashes night sweats လိုမျိုးရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများအိပ်မပျော်ခြင်းမောပန်းနွားနေခြင်းအစ်အမြင့်များနာကျင်ကြိုက်ခဲခြင်း စိတ်ခံစားချက်အပြောင်းလဲမြန်ခြင်း mood swings စိုးရိမ်ပူပန်ခြင်းနဲ့စိတ်ထချခြင်းတို့ဖြစ်ပါတယ်။တဘာဝနီးဖြစ်တယ်။သွေးဆုံးလက္ခဏာများကိုဖြေရှင်းတဲ့သွေးဆုံးလက္ခဏာတွေကိုတတ်တာစေဖို့ငွေကုံတတ်တာပြီးဘေးကင်းတဲ့တဘာဝနီးလန့်တွေရှိပါတယ်။အဲ့ဒီထက်ကမှအရေးကြီးဆုံးနဲ့အထူးအောက်ဆုံးဖြစ်တဲ့စားတောင်းနေထိုင်မှုပုံစံကိုအဓိကထားတင်ပြပေးပါမယ်။အဝယ်အစားအစာများ၊ပေအမျိုးမျိုးနဲ့နန်စာတိနတ်များဒီအချက်ကတော့ပရိသတ်များအလေးထားနားထောင်စေခြင်းနဲ့အပိုင်းပဲဖြစ်ပါတယ်။သွေးဆုံးခြင်းမှာအဓိကပြဿနာကခန္ဓာကိုယ်ထဲမှာအီစထရိုဂျင်ဟော်မုန်းရောကျသွားတာပါ။ ဒီလိုဟော်မုန်းရောကြမှုကိုပြန်လည်ဖြည့်တင်ပေးနိုင်တဲ့သဘာဝအစာအုပ်စုကတော့ပဲမျိုးမျိုးနဲ့နှံစာတိနံများပဲဖြစ်ပါတယ်။အဘယ်ကြောင့်လဲဆိုတော့ပဲပုတ်၊ပဲနို့၊တိုဖူး၊ပဲကီး၊ဂလာပဲစတဲ့ပဲမျိုးမျိုးနဲ့နှံစာတိနံတွေမှာဖိုက်တိုအစ်စတရိုဂျင်ဆိုတဲ့ဓာတ်မျိုးပါဝင်ပါတယ်။ဒီဓာတ်ဟာလူခန္ဓာကိုယ်ရဲ့အစ်စတရိုဂျင်ဟော်မုန်းနဲ့အလွန်တူတဲ့အတွက်ဟော်မုန်းရောနယ်မှုကြောင့်ဖြစ်တဲ့ရုတ်တရက်ကိုပူမီချွေးထက်တာကိုတိတိတသာသာရောကြသသာစေနိုင်ပါတယ်။ဒါကြောင့်ပိုက်ဆက်အများကြီးမကုန်ပဲပဲပုံနို့တို့မဟုတ်တို့ဖူးတို့ကိုပုံမှန်စားသုံးခြင်းဟာ သွေးဆုံးကာလကိုအောင်မြင်စွာဖျက်ချော်ဖို့အတွက်အကောင်းဆုံးသဘာဝနက်လက်တစ်ခုဖြစ်ကြောင်းအလေးနဲ့တိုက်တွန်းလိုပါတယ်။ကျမ်းမာရေးကိုထောက်ပံ့ပေးမိအခြားအစားအစာများဘယ်ရမျိုးမျိုးအပြင်အရိုးကျမ်းမာရေးအတွက်အလွန်အရေးကြီးပါတယ်။သွေးဆုံးပြီးနောက်အရိုးပွားခြင်းကိုကာကွယ်ဖို့အတွက်နို့ထွက်ဖြစ်စီဟင်းနဲ့လွယ်နဲ့ငါးအစီများကနေကယ်လ်ဆီယမ်နဲ့ဗီတာမင် D ကိုလုံလောက်စွာမိပေးပေးဖို့လိုအပ်ပါတယ်။ဒါ့အပြင်ရေကိုများများတောက်ပေးခြင်းဟာလည်းညဘက်ချွေးထွက်လွန်တာကြောင့်ရေရက်ခန်းချောက်မှုကိုကာကွယ်ပေးနိုင်ပါတယ်။နီထိုင်မှုပုံစံပြောင်းလဲခြင်းဒွေးဆုံးလက္ခဏာတွေကိုထိန်းချုပ်ဖို့အတွက်နီထိုင်မှုပုံစံကအရေးကြီးပါတယ် ပုံမှန်ကိုလတ်လှုံရှားမှုဖြစ်ခဲ့လမ်းလျှောက်တာယောဂကျင့်တာကိုတပတ်ကိုမိနစ်30လောက်လုပ်ပေးပါဒါကစိတ်ဖိစီးမှုနဲ့အိတ်မပြောတာကိုတတ်တာစီပါတယ်စိတ်ဖိစီးမှုရှော့ချပါတရားထိုင်တာအသက်ပြင်းပြင်းရှုတဲ့လေ့ကျင့်ခန်းတွေကစိတ်ခံစားချက်အပြောင်းလဲတွေကိုထိန်းချုပ်ပေးနိုင်ပါတယ်ရှောင်းတင်တာတွေကကော်ဖီအရက်နဲ့အပူအဆက်တွေဟာကိုပူပြီးချွေးထွက်တာကိုပိုဆိုးစေနိုင်တာကြောင့်ရှော့ချပေးပါနေကုန်းချုပ်အနေနဲ့အကြံပြုလိုတာကတော့အမျိုးသမီးများရဲ့ဘဝတစ်လျှောက်မှာသွေးဆုံးခြင်းဆိုတာရှောင်လွှဲလို့မရတဲ့သဘာဝဖြစ်စဉ်တစ်ခုပါ 大人们慢干那三到五台亩呢，土得偏，白矮苗苗也稠枝如骨，底细来那没熟呢，地干了后，渐渐慢慢呢，漂漂逊逊撇焦来嘛，撇白嘞。第一对生来看那的叶片长的肥，大门口饱满么红的，对生菇的细芽子水嫩，小红那青米白大，大人们不露一枪，里面看不到长出来的芽。